ားလုံးပဲမင်္ဂလာပါရှင်။ခွန်အားချန်နယ်လေးမှာကြိုဆိုပါရစေ။ဒီမှာတော့စာဖတ်သူနီနီပဲဖြစ်ပါတယ်။ကျွန်မအခုဖတ်ပြပေးမယ့်စာအုပ်လေးကတော့ဆိုင်းစရာထင်းလင်းဘာသာမြန်ရေးသားထားတဲ့မေတ္တာရှင်မာလီပေါ်လီယာနာအပိုင်း6တာဝန်ကိစ္စသူအိယာကနိုးလာတော့ခုနှစ်နာရီထိုးခံနေပြီဖြစ်၏ သူခန်းပြတင်းပြားတွင်အနောက်ဘက်နှင့်တောင်ဘက်တို့တွင် ရှိ၍နေကိုတော့မမြင်ရ။မြူဆိုင်နေသောနနက်၏ကောင်းကင်ပြကိုတော့မြင်ရသည်ဖြစ်ရာယနေ့ရာသီဥတုတရားမိကိုသိသည်။အခန်းကလေးမှာယခုအနှဲငယ်အေးမြသည်နနက်ကင်းလေးချိုအေးကလေးကလည်းတိုးဝင်တိုက်ခက်လျက်ရှိ၏။အပြင်ဘက်တွင်ကငှက်ကလေးများသည်ပျော်ရွှင်စွာတူစီစီမြည်လျက်ရှိကြပြီ။ပိုလီယာနာသည်ပြင်းပေါက်စီတို့ပြေးသွားပြီးငှက်ကလေးများကိုစကားပြောသည်ထို့နောက်အိမ်အောက်ကဥယျာဉ်ထဲရှိအနှင်းစီပင်တွေကြားတဲ့သူ သူ့အတော်ရောက်နေနေပြီကိုမြင်ရ၏ထို့ကြောင့်တွက်လက်ဖြက်လက်စွာမျက်နှာသည့်အဝိဇ္ဇာလက်လျက်သူ့အတော်ထန်သွားရန်အမြန်ပြင်းစင်လေသည်အထက်ကိုလေကားမှအပြင်းစင်လာခဲ့တော့ပေါ်လီယာနာသည်တကားများကိုဟင်းလင်းဖွင့်၍ထားခဲ့သည်စတိတလျှောက်ပြေးခဲ့ပြီးနောက်လေကားတစ်ခုမှဆင်း၍အင်းရှိသူထွက်တော့တကားကိုဖွင့်ပြီးတိုင်းကလေးပြန်ဖိတ်ထားခဲ့ကာဥယျာဉ်ထဲသို့လှက်ပတ်ပြေးခဲ့သည်ထိုအချိန်တွင်သူ့အန်တီပေါ်လီသည်ခါကုံအဖိုးနှင့်အတူနှင်းစင်ယုံတစ်ခု၌ကြည့်နေသည် ပေါ်လီယာနာသည်ရွှေမျိုးစွာတခိခိယင်သူ့အတော်ကိုပြစ်ဖက်လိုက်လေသည်အန်တီပေါ်လီအန်တီပေါ်လီဒီလိုမနဲ့ဆိုတမိတော့အလကားနေရင်ကိုဝမ်းသာနေတာပဲဒေါ်ပေါ်လီသည်သူ့လက်ဘင်းကိုဝီးလေးခိုထားတော့ပေါင်90အလေးချိန်ကိုဆွဲလျက်ကိုကိုမယင်းအထုတ်ရင်းကပေါ်လီယာနာဖေးစန်းဝမ်းသာတာကိုဒီလိုပဲလုပ်ရသလားဟုငေါင်ငန်းလိုက်သည်ခလေးမသည်ခြေပြားထောက်၍ချလိုက်ပြီးဟိုမသည်မှခုံ၍ကပ်လျက်တမိကလူတွေကိုချစ်ရင်ဒီလိုမလုပ်ဘဲမနေနိုင်လို့ပါအန်တီရဲ့ တမိလေးအန်တီကိုပြည်တိမောက်ကနေမြင်လိုက်တော့အန်တီဟာထောက်ပံ့ရေးအသင်းကမိမကြီးတို့လိုမဟုတ်တာရဲ့အန်တီဟာတမိရဲ့အတော်အစ်ဖြစ်တာရဲ့တွေးပြီးအန်တီကြည့်ရတာလဲတိတ်လာနေတော့တမိကပြေးစင်လာပြီးဖမ်းမိတော့တာပေါ့ဟုချစ်စပွဲပြောလေသည်အဖိုးကြီးသည်ရုတ်တရက်တစ်ဖက်သို့လှည့်သွားသည်ဒေါ်ပေါ်လီသည်မျက်မှောင်ကျုပ်ရန်အထုတ်တော်လဲခါတိုင်းလောက်အထမမြောက်ချီပေါ်လီယာနာရဲ့ညီလေးငါတကယ်ကဲဦးလေးလဲဒီမနေ့အဖို့တော်ပါပြီး ဒီနင်းစီပင်တွေအကြောင်းတော့နားလည်ပြီးထင်တယ်ဟုပြောကခတ်တုတ်တုတ်လှက်ထက်သွားလိမ့်ဤဦးကြီးကဒီဥယျာဉ်ထဲမှာပဲအမဲအလုတ်လောက်တာလားဟုပေါ်လီယာနာကစိတ်ဝင်စားစွာမေးလိုက်တော့အဖိုးကြီးကလက်ကြည့်သည်သူမ၏မျက်လုံးများမှာမျက်ရည်များဖြင့်ရည်ဝေဟန်တူ၏ဟုတ်တယ်ကလေးဦးကြီးမဒီမှာဥယျာဉ်မှုပေါ်ဟုဖြေလိုက်ပြီးသူကတုံရင်နေသောလက်များဖြင့်ပေါ်လီယာနာ၏ရွှေရောင်စပင်များပေါ်သို့အုပ်ထားလိုက်ခါသမီးလေးက ။တမိလေးရဲ့အမေနဲ့တိတ်သူပါလာကလေးရဲ့တမိအမေတမိထက်ငငယ်လေးတဲကဥကြီးတိတာပေါ့။အဲ့ဒီကလေးကဥကြီးဒီဥကြီးနဲ့မှအလုလုတာဟု ပြောပြနေလေ၏။ပေါ်လီယာနာကပြင်းသက်ချဲ့ဆိုင်လိုက်ပြီးဟုတ်လားဥကြီးအမေကိုတိတယ်ဟုတ်လား။ငငယ်ကလေးကတိတာလားတမိကိုအမေကြောင့်ပြောပြပါလားဥကြီးရဲ့ဟု ဆိုကအဖိုးကြီးရဲ့အနားရှိမြေလန်းကလေးပေါ်တွင် ထိုင်ချလိုက်လေသည်။ ထိုအခိုက်အိမ်ထဲကခေါလောင်းတီးတန်ကြရပြီးတခဏကြာလျင်အိမ်ကြီးထဲမှနန်စီပြေးထွက်လာသည်ကိုမြင်ရသည်ပေါ်လီညာနာ၏ကုနာကတီးတဲ့ခေါလောင်းကမနှက်စာအတွက်လေးဟုမော်ချီပန်းကြီးပြောကကလေးမကိုဆွဲယူပြီးအိမ်ကြီးစီသို့ခေါ်သွားရင်တခြားအချိန်တွေမှာတခြားစားစရာတွေအတွက်ပေါ့ဘလို့ဖြစ်ဖြစ်ခေါလောင်းတီးတန်ကြရင်တော့တမီလေးအမြန်ဆုံးသာပြေးခဲ့ကြလားဘယ်နေရာရောက်နေနေပေါ့အင်းပြေးမလာရင်တော့အင်းတို့ဘလောက်တော်တော်ဝမ်းသာစရာရှာလို့ မတွေ့ဘဲဖြစ်နေမယ်တိလာဟုပြောသည်အိမ်သို့ရောက်လင်အပြင်ကကြက်ကို၆ရွေခြံထဲသွင်းတဲ့ကဲ့သို့ပေါ်လီယာနာအားအိမ်ထဲသို့သွင်းလိုက်သည်မနက်စာကိုပထမ5မိနစ်ခန့်တွင်ညင်သက်စွာစားနေချပြီးနောက်ဒေါ်ပေါ်လီသည်ဇပွဲပေါ်တွင်ဟိုမာတီမာပြန်တန်းလျက်ရှိသော ရင်ကောင်ကြီးနှကောင်ကိုမနှိမ့်မြို့စွာလိုက်ကြည့်ရင်နန်စီဒီရင်ကောင်ကြီးတွေကဘယ်ကဝင်လာတာလဲဟုခက်ထန်စွာအော်လက်၏နစီမာမင်းညကပေါ်လီယာနာ၏အခန်းကပြတင်းပေါက်ပွင့်နေသည်ကိုသတိမထားခဲ့မီ ထို့ကြောင့်မတည်ဘူးမမမိဖို့ထဲမှာတော့တကောင်းမှမရှိပါဘူးဟုဖြေလိုက်၏ပေါ်လီယာနာက သမီးစီကရင်ကောင်တွင်နဲ့တူတဲ့ antibody မနေ့ကအပေါ်ထဲမှာအတော်များများတွေ့ခဲ့တယ်ဟုဝင်ပြောလိုက်သည်နန်စီသည်သမီးစားကန်းတဲ့သို့မုတ်အပူများပုတ်ရန်ဝင်လာပြီးမှကြပြကြရပြန်ထွက်သွားသည် သမီးစီကရင်ကောင်ဟုတ်လားဘဲကဝင်လာတာလဲဟုတန်အန်အော်မေးသည်အပြင်ဘက်ကဝင်လာတာပေါ့ antibody ရဲ့ပြင်းပြောက်တွေဖွင့်ထားတော့ဝင်လာတာပေါ့တချို့ဝင်လာတာကိုတော့တမိမြင်လိုက်ရတယ်ဟုဖြေသည် မြင်လဲရတယ်ဟုတ်လားခြေစကားမရှိတဲ့တကားတွေကိုညှိဖွင့်လိုက်သလားဟုတ်ဟင်ဟုတ်ကဲ့အန်တီပေါ်လီခြေစကားတခုမှမရှိဘူးနန်စီလည်းမုတ်ဘူးများကိုယူပြီးတစ်ခေါက်ဝင်လာပြန်၏သူမျက်နှာမှာတီတီကြီးဖြစ်တော်လဲနီရဲနေ၏ဒေါ်ပေါ်လီကနန်စီမုတ်တွေကိုချထားခဲ့ပြီးပေါ်လီယာနာရဲ့အခန်းကိုအခုချက်ချင်းသွားပြီးပြတွင်းပေါက်တွေကိုပိတ်ချီတကားတွေကိုလည်းပိတ်ခဲ့နောက်နေအမနက်အလုပ်ပြီးရင်အခန်းတိုင်းကိုလိုက်ပြီးဆေးဖြန့်လိုက်ကြလာတေးသေးချာချာလုံတော့ဟုအမေပေးလိုက်လေသည် နောက်တူတူမအားပေါ်လီယာနာအဲ့ဒီပြင်းပေါက်တွေအတွက်ချင်းစကားတက်ဖို့ငှားထားတယ်။ငါကဝတ်တရားရှိတာကိုလုပ်ပေးတယ်။ညီကညီဝတ်တရားကိုမေ့နေတယ်ထင်တယ်ဟုပြောလိုက်၏။သမီးဝတ်တရားဟုတ်လားအန်တီပေါ်လီ။ပေါ်လီယာနာသည် မျက်လုံးဝိုင်းလာအောင်အံ့အားသင့်သွား၏။အေးပေါ့။အဲ့ဒါကိုငါသိပါတယ်။ဒါပေမဲ့ချင်းစကားမရောက်ခင်တော့ဒီတကားတွေကိုပိတ်ထားဖို့ကညီဝတ်တရားပေါ့။ရင်ကောင်တွေကအနောက်ဖြတ်ဖြစ်တာတို့မတန်ရှင်းတာတို့အပြင်ကျမရဲ့အတွက်လည်းတိတ်အန်နေရများတဲ့ပေါ်လီယာနာ။ မင်းဆာစားဖို့ပြီးရင်ညီဖက်ရအောင်ဒီအကြောင်းပါတဲ့စာအုပ်တွေငါပေးအောင်မယ်ဖက်ဖို့ဟုတ်လားအန်ဒီကျေးဇူးတင်လိုက်တာအန်ဒီရေစာဖက်ရတော့ကိုတမိတိတ်ကြိုက်တာပဲဒေါ်ပေါ်လီသည်အသွက်ထွက်အောင်ပင်ပင်သက်ရှိုက်လိမ့်မိသည်ထို့နောက်နှကန်းနှစ်ခုကိုစိတ်နေအောင်ပိတ်ထားလိုက်တော့ကြောင့်သူဤခက်ထန်သောမျက်နှာကိုပေါ်လီယာနာမြင်တော့ခါတမိဝတရားလစ်ဟစ်သွားတာစိတ်မကောင်းမှောက်အန်ဒီပေါ်လီနောက်ကိုတမိဒီပြတင်းပေါက်တွေမဖွင့်တော့ပါဘူးဟုကြောက်ရွံ့စွာတောင်းပန်လိုက်၏ သူ့တော်ကဘာမှပြန်မပြောမနဲ့ဆန်းစားပြီးသည့်အထိလဲစကားတစ်ခုမှမပြောတော့ကြီးစားပြီးတော့ခါထိုင်ရမထ၍အင်းရှိအခန်းထဲဝင်သွားခါဆောင်းမယ်ကလေးတအုပ်ကိုဆွဲယူပြီးသူမဤဘေးသို့ပြန်လာသည်ပေါ်ရီယာနာဒါကုနာကငါပြောတဲ့စာအုပ်ပဲညီခန်းထဲအခုသွားပြီးဖတ်နေချင်းနိုင်ဝက်ကြရင်ညီပစ္စည်းကိုလာကြည့်မယ်ပေါ်ရီယာနာသည်ရင်ကောင်တကောင်ဤဥကောင်ကိုအကြီးချဲ့၍ပြထားသောပုံကိုလှမ်းကြည့်ရင်းမှအိုးကျေးဇူးတင်လိုက်တာအန်တီပေါ်လီဟုဝန်တာအာရပြောလိုက်သည် တခဏအတွင်းမှာပင် သူသည်စာအုပ်ကိုယူ၍ထမင်းစားကမ်းမှပြည့်ထွက်ရင်တကားကိုထိုင်းကနေပိတ်ထားခဲ့လေသည်ဒေါ်ပေါ်လီသည်မျက်မှောင်ကျိုး၍ခဏများဆိုင်နေပြီးအခန်းကိုဖြတ်၍လျှောက်သွားကတကားကိုဖွင့်လိုက်သည်သို့သောပေါ်လီယာနာကိုကမတွေ့ရတော့အထက်ခိုးစီတို့ပြည့်တက်သွားတော့သူများ၏ခြေတန်ကလေးများကိုသာကြားရတော့၏နိုင်ဝတ်ကြတော့ခါဒေါ်ပေါ်လီသည်ဝတ်တရားကိုတင်းကျက်စွာ ဆောင်ရွက်သူဤမျက်နှာထားဖြင့်လေကားများအတိုင်းတက်ခါပေါ်လီယာနာ၏အခန်းထဲသို့ဝင်လိုက်လျင်ပင် O antibody ရဲ့သမိတသက်ဒါလောက်စိတ်ဝင်စရာကောင်းတာဖတ်လို့ကောင်းတာတခါမှမတွေ့ဘူးဒီစာအုပ်ကိုဖတ်ဖို့ antibody သမိကိုပေးတာသိဝမ်းသာတာပဲရင်ကောင်တွေဟာသူတို့ခြေထောက်တွေမှာဒါလောက်များတဲ့ဟာတွေကိုတဲလာနိုင်လိမ့်မယ်လို့မထင်ခဲ့ဘူးဟုသောဆရာထက်သန်သည့်စကားများကိုကြားလိုက်ရလေ၏ဒေါ်ပေါ်လီကခက်တီတီပင် ကဲ့တော်ပါပြီပေါ်လီယာနာညီဝတ်တို့ယူငါကြည့်မယ် ညီးနဲ့မတော်တော့တာတွေကိုစူလီဖန်တို့လိုဆင်းရဲတဲ့လူတွေကိုပေးလိုက်မယ်ဟုပြောလိုက်၏ပေါ်လီယာနာသည်စာအုပ်ငယ်ကိုမချခြင်းချခြင်းဖြင့်ချထားခဲ့ပြီးအဝတ်ထားသည့်အခန်းငယ်ဘက်သို့လှည့်လိုက်၏ထောက်ပံ့ရေးအသင်းကမိမကြီးတွေထင်တာတဲ့အန်တီထင်တာပိုဆိုးမဲ့ထင်နေသူတို့ကတော့ဒီအဝတ်တွေကြည့်ရတာရှက်ဖို့တောင်ကောင်းတဲ့ဟုပြောကတပြင်းချလိုက်ပြီးဒါပေမဲ့နောက်ဆုံးရောက်လာတဲ့အလူကံပစ္စည်းနှစ်ခု တုံးငူထဲမှာယောက်ျားလူဝင်းနဲ့ခကြီးကြီးတွေဝတ်ဖို့ပဲပါတာကိုဒီထက်အန်တီဘော်ဒီတသနာပြုတွေစီကအလူခံပစ္စည်းမျိုးရဘူးလားဟင်ဟုမေးလိုက်၏သူ့အတော်သည်အန်အားတင်သွားကဒေါသဖြစ်သောအမူအရာပါလာ၍ပေါ်လီယာနာချက်ချင်းပြင်ပြောလိုက်ရ၏ဟုတ်တယ်လေဘယ်ရဘူးမလဲအန်တီဘော်ဒီတမိကမေ့နေလို့ချမ်းသာတဲ့သူတွေအဲ့ဒီလိုအလူခံပစ္စည်းမျိုးဘယ်တော့မှမရဘူးဒါပေမဲ့တခါလေကြတော့လေလေတမိကအန်တီဘော်ဒီချမ်းသာတယ်ဆိုတာကိုမေ့မိနေတာဒီအခန်းထဲမှာဆိုရင်ပေါ့လေ ဒေါ်ပေါ်လီဒေါသဖြင့်ပါဇက်ဟားလိမ့်မိတော့လေဘာစကားမှထွက်မလာခဲ့ ပေါ်လီယာနာကတော့သူပြောသည့်စကားဘာမှမနှိမ့်မျိုးစရာမပါတကယ်တို့ပင်ဆက်ပြောသည်ဒီလိုလေသမီးပြောချင်တာလဲအဲ့ဒီလိုသာသနာပြုတွေစီကရတဲ့အလူကံပစ္စည်းတွေဆိုတာလဲဘာမှတေချာမပြောနိုင်တာမျိုးကိုတွေရမယ်ထင်တာကို မတွေ့ဒါကတော့တေချာတာပေါ့မတွေ့ရဘူးလို့ထင်တာလဲမတွေ့ပါဘူးဝမ်းသာတန်းကစားတာဟုလဲအဲ့ဒီအလူကံပစ္စည်းတွေအကြောင်းပြောရင်အခက်ဆုံးပဲ ဖေနဲ့ဆိုအချိန်မီပင်သူ့အတော်ကသူ့အဖေကြောင့်သူ့ရှိမှမပြောရစေဆိုသည်ကိုတတိယပြီးရက်လိုက်ရသည်အဝတ်ထားသည့်အခန်းငယ်တဲ့သို့အမြန်ကောင်းမြုပ်လိုက်ရပြီးသူ၏လက်နှစ်ဖက်ဖြင့်သူ၏ဟောင်းနှံသောအဝတ်ကလေးများကိုပွေ့ယူ၍ထုတ်လိုက်လေသည်နင်းနေမှတော့မကောင်းဘူးအန်ဒီရဲ့ဖျားဝတ်ကြောင်းတဲ့ခင်မို့ကိုဇောတာမဝဲရင်အနက်ကလေးပါလေးဖြစ်မှာပေါ့အခုတော့တမိမှရှိတာဒါကုန်ပဲ ဒေါ်ပေါ်လီသည်ပေါ်လီယာနာထုတ်လာသောအဝတ်ထည်ကလေးများကိုလက်ညှိုးထိတ်ကလေးဖြင့်တို့ကလှန့်ကြည့်သည်အဝတ်အထည်များမှတစ်ခုမှပေါ်လီယာနာနှင့်တိုက်ချုပ်ထားရမတူကြီးနောက်သူသည် မျက်မှောင်ကျုံလေးရဲ့ဘီရိုအန်ဆွဲထဲအဖာထည်များစွာဖြင့်အတွန်းကန်ကလေးများကိုစစ်ဆေးပြန်လေသည်အကောင်းဆုံးဟာတွေကိုတမိဝတ်ထားတဲ့အန်တီဟုပေါ်လီယာနာကပြောလိုက်၏ထပ်ပံ့၏အသင်းကမိမကြီးတွေကအလုံးတစုံအသိဝယ်ပေးလိုက်တာ စ္စတာဝိတ်က "तू ကဥက္ကဋ္ဌလေ၊ तू ကကောစောမှုဝယ်ရလို့ဖယားဝိတ်ကြောင့်နဲ့ဖနက်တန်တခွက်ခွက်ကြားနေရလဲ၊ကြားနေရပါစီ။ဒါတော့ဝယ်ရမှာပဲလို့ပြောတယ်။သူ့ပင်မဲ့သူတို့မနေပါဘူးဝယ်မှာပါ။စတာဝိတ်ကစူးစူးညံ့ညံ့မကြိုက်ဘူးတဲ့။လန့်တက်တဲ့ဆိုလား။သူ့မိမကပြောတယ်။တို့ပေမဲ့ပတ်စံလည်းရှိတာပဲအဲ့ဒီတော့ကော်စောဝယ်ဖို့ပတ်စံအများကြီးထည့်ရမှာပဲလို့ထင်ကြတယ်လေ လန်တက်တဲ့အတွက်ပေါ့လန်တက်တဲ့အတွက်ပတ်စံရှိတယ်ဆိုရင်လေသူဝမ်းတာဖို့ကောင်းတာပေါ့ဟုတ်ဘူးလားဟုဆက်ပြောနေလေသည်ဒေါ်ပေါ်လီကတော့ကြားဟန်မတူကြီးအတွင်းကဝင်များကိုစစ်ဆေး၍အပြီးတွင်ပေါ်လီယာနာဘက်သို့ရုတ်တရက်လှည့်လိုက်သည်ပေါ်လီယာနာကြောင်းတော်နေပြီပေါ့ဟုတ်ကဲ့နေတာပေါ့အန်တီပေါ်လီပြီးတော့အဖေအဲအိမ်မှာလည်းတင်ပေးတယ်လေဒေါ်ပေါ်လီက မျက်မှောင်ကျုပ်လိုက်ဤ ကောင်းပြီစောင်းဦးပေါင်းရင်ညီဒီမှာကြောင်းနေရမယ်ညီကိုပဲအတန်းမှာထားရမယ်ဆိုတော့အเจ้าဦးဆရာကြီးမစ္စတာဟောကဆုံးဖြတ်ပေးလိုက်မယ်အခုအတော်တင်းတော့ညီတနေ့နိုင်ဝက်ငါရှိမှအတန်ထွက်ပြီးစာဖတ်ပြရမယ်တမီတိတ်ဖက်ချင်တာပဲသူ့ပင်မဲ့အန်တီဘော်ဒီနားမထောင်ဝူးကျင်မှုဆိုရင်လေတမီဖာသားစိတ်ထဲကပဲဖတ်ပါမယ်အန်တီစိတ်ထဲကတင်ဖတ်ရလဲဝမ်းသာဖို့တိမ်ကြိုးစားဖို့ပေါ့စကလုံးကြီးကြီးတွေကြောင့်တိလား ဟုတ်မှာပါလေငါယုံပါတယ်ဒါနဲ့ဂီတကောတင်ပြီလားတိတ်မတင်ရသေးဘူးအန်ဒီတမီးရဲ့ဂီတကတော့တမီးတိတ်မကြိုက်ဘူးတခြားလူတွေရဲ့ဂီတကိုတော့ကြိုက်ပါတယ်တမီးစံနေရနည်းနည်းတင်ပူးတယ်ဖះဝတ်ကြောင်းမှတီးတယ်မစ္စတာဂရေးကတင်ပေးတယ်လေဒါပေမဲ့အန်ဒီပေါ်လီရဲ့ဒါကိုတော့တမီးလွတ်လိုက်ချင်ပါတယ်တကယ်ပါဖះရမှာပါပဲလေအန်ဒီပေါ်လီက ပခုံးကိုမျက်လုံးကိုမျက်ခုံးကိုမတိမတာချီလိုက်ပြီးပြောသည် ပြီးမှ ဘလို့ဖြစ်ဖြစ်လေညီကိုဂီတရဲ့အခြေခံလောက်တော့တက်အောင်စနစ်တကျတင်ပြဖို့ကငါ့ဝတ်တရားပဲလို့ထင်ပါတယ်အချုပ်လောက်တော့တက်မှာပေါ်ဟုဆက်ပြောသည်ဟုတ်ကဲ့အန်တီထောက်ပံ့ရင်အတင်းကမိမကြီးတွေကသမီးကိုတင်ပေးပါတယ်ဒါပေမဲ့အတော်စိတ်ကြီးရပါတယ်အန်တီရဲ့သူတားကျုံကအင်းဒီကျဲစီကွင်းလှဲ့တဲ့အခါအက်ကင်တာတောင်တခြားသူတွေနဲ့မတူဘူးပြီးတော့စတာဝိုက်ကတော့ဝတ်တိုးချုပ်တဲ့အမအနားလုံးနာတင်ရမယ်ဆိုလား ဘေဟာကအရင်လဲတော့မသိဘူးမစ္စတာဟာယီမန်ကတော့ပစ္စည်းကွက်ဆက်ချုပ်တာတော့တင်ဖို့ကိုမလိုဘူးလို့ပြောပါတယ်အီလီကဲအဲ့ဒါလိုအခက်အခဲမျိုးတော့မရှိတော့ဘူးပေါ့ပေါ်လီယန်နာညီကိုအချုပ်လုံငါကိုယ်တိုင်ပဲတင်ပေးမယ်ညီအချက်ပြုတ်တော့တက်ဟန်မတူပါဘူးပေါ်လီယန်နာကရုတ်တရက်ရက်လိုက်သည်ဒီတွေမှာအဲ့ဒါတင်ပေးကြမလို့ပဲဒါပေမဲ့တိတ်ပြီးမတင်ပြပါဘူးအချက်ပြုတ်ကြတော့ချုပ်လုံတုံးကထက်တောင်သဘောကွဲလဲကြသေးတာအန်တီရဲ့ ပမောဖုတ်တာဆက်တင်မယ်လို့တော့သူတို့အထက်ကဘသူနဲ့ဘသူမှလုပ်ပုံချင်းမတူကြဘူးလေ။ဒါနဲ့အချုပ်အလုပ်အတွက်စုံညာတော့ညညာခုံညနဲ့တမိကိုတက်မှတပတ်မှတညနေသူတို့ရဲ့မိဖို့ထဲမှာပဲအလှည့်ကျသင်ပေးမယ်လို့ဆုံးဖြတ်ကြတယ်။အခုနိုချောကလက်ဖြော်နီးနဲ့တဖန်းသီးကိတ်လုံးနီးပဲတင်ရသေးတယ်။နိုချောကလက်နဲ့တဖန်းသီးကိတ်อืมဒါကိုလည်းမကြခင်ပြင်လို့ရမှာပဲထင်ပါရဲ့ဟုဆိုကခဏမြစဉ်းစားနေပြီး နက်ဖြန်မနက်9နာရီမှာငါစီလာပြီးနာယီဝက်စားဖက်ပြအဲ့ဒီမတိုင်ခင်အချိန်ကိုဒီအခန်းရှင်ပုရဖူးနဲ့စနေနေ့နဲ့နက်တွေမှာ9နာရီခွဲကျော်ရင်မိဖို့ထဲမှာနက်စီနဲ့အချက်ပြုတ်တင်ရမယ်တခြားမနက်တွေမှာတော့ငါစီလာပြီးအချုပ်လုပ်တင်ရမယ်ညနေပိုင်းတွေကအကိဒတင်ပွင့်ကြီးတို့ဆရာတယောက်ချက်ချင်းခါရမယ်ဟုအပြက်ပြောကထိုင်ရမှထလေသည်ပေါ်လီယာနာကအန်တီပေါ်လီအန်တီပေါ်လီတမိမှာနေဖို့အချိန်တောင်ချက်မထားတော့ဘူးလားဟုအထိတ်တလန့်မေးလိုက်သည် နေဖို့ရလို့ကလေးရဲ့ဘာကိုဆိုလိုတာလဲညီတစ်ချိန်လုံးနေနေတာပဲမဟုတ်ဘူးလားဟုတ်ပါတယ်အန်ဒီရဲ့သမိဓာတွေလုံနေတဲ့အချိန်လုံးအသက်တော့ရှူနေရပဲရှူနေတာပဲပေါ့သူ့ပေမဲ့နေနေတာတော့မဟုတ်ဘူးပေါ့အဲ့နေတုန်းကလည်းအသက်တော့ရှူနေတာပဲဒါပေမဲ့နေနေတာတော့မဟုတ်ဘူးပေါ့သမိပြောတဲ့နေဖို့ဆိုတာကလှုပ်ချင်တာကိုလှုပ်ဖို့လေအပြင်ထွက်ကစားတာတို့စာဖတ်တာကို့ပါတာအစိတ်ထဲမှာတင်လေ တောင်ကုန်းမော်တက်တာတို့ဥယင်ထဲမှာမစ္စတာဒန်နဲ့စကားပြောတာတို့နာစီနဲ့စကားပြောတာတို့မနေ့ကတမိဖြစ်လာခဲ့တဲ့လမ်းဒိတ်မှာရှိတဲ့အိမ်တွေအကြောင်းလူတွေအကြောင်းအဆုံးလင်းသိဖို့စုံစမ်းတာတို့အဲ့ဒါလေးလုံနေတာကို နေတာလို့ပြောတာအန်တီဘော်ဒီရဲ့အသက်ရှူရုံရှူတာကိုနေတယ်လို့မခေါ်ဘူးဒေါ်ဘော်လီသည်စိတ်တို့လာတယ်လို့ခေါင်းကိုမော့လိုက်သည်ပေါ်လီယာနာညီဟာတကယ်ရှာမှရှာကလေးပါပဲညီကိုကစားချင်းတင့်ညော်လောက်အောင်ပြေးမှာပေါ့ သူ့ပေမဲ့ညီကိုကိတုစတိုက်ထားပြီးပညာသင်ပေးတာကိုငါဝတ်တရားလိုငါကလူလူချင်းချင်းယူဆထားတယ်လို့ညီကလည်းညီဝတ်တရားကိုတိတက်တဲ့အနေနဲ့ဒါတွေကိုအလားအသက်ဖြစ်အောင်လုပ်ပြရင်ကျေးဇူးကံရကြမယ်လို့သိစေချင်တယ်။ပိုလီယာနာသည်အံ့အားတင်သွားသည်။အန်တီဘော်ဒီရဲ့အန်တီဘော်ဘယ်လိုလုပ်ပြီးကျေးဇူးကံနိုင်မှာလဲ။သမီးအန်တီကိုချစ်လဲချစ်တယ်ပြီးတော့အန်တီဟာထောက်ပံ့ရေးအသင်းကမိမကြီးလည်းမဟုတ်ပါဘူးအတော်တယောက်ပဲဥစား အေးကောင်းပြီဒါဖြစ်ကျေးဇူးမဲတဲ့အပြုအမူမျိုးမလုပ်မိဖို့တတိထားနေပေါ်ဟုပြောကာတကားစီတို့လှည့်ထွက်သွားသည်လေကားတဝက်လောက်ရောက်မှနောက်ကတုံတုံရင် ဖြစ်လှမ်းခေါ်လေးသည့်အတန်ကလေးကိုကြားရသည်အန်တီပေါ်လီတမိပစ္စည်းတွေကဘယ်ဟာတွေကိုပြပြချင်တယ်ဆိုတာမပြောကားရသေးဘူးလေဒေါ်ပေါ်ဒေါ်ပေါ်လီတပြင်းချတန်ကိုပေါ်လီယာနာကြားလိုက်ရသည်အေးငါပြောဖို့မေ့နေလို့ပေါ်လီယာနာဒီနေ့နေ့လက်တနားကြီးမှာတင်မိုတီက တို့ကိုမြူတဲ့ပို့ပေးလိမ့်မယ်ညီအဝတ်တွေကတထဲမှာငါတူမနဲ့တင့်တော်တာမရှိဘူးဒါတွေကိုသာညီဝတ်နေငါဝတ်တွေကလုံးဝမကြည့်မရကြမယ်ပေါ်လီယာနာသည်တပင့်ချလိုက်ဤသူသည်ဤဝတ်တရားဆိုသည့်စကားကြီးကိုမကြိုက်ချင်းအန်တီပေါ်လီခဏနေပါအောင်အန်တီရဲ့ဒီဝတ်တရားဆိုတဲ့စကားကြီးနဲ့ပတ်သက်လို့ဝမ်းသာစရာနီလန်ကလေးများမရှိတော့ဘူးလားဒေါ်ပေါ်လီသည်အန်အားတင်းစွာမော့ကြည့်လိုက်သည်ပြီးလျင်မျက်နှာနီရဲလာကခြာကနေလှည့်၍ဒေါသနှင့်ဆင်းသွားရင် ပေါ်လီယာနာနောနီတော်တော်အယူအသေးတန်ဟုမမဲခဲ့လေသည် ပူဝိုင်းလာသောအထက်ကိုခန်းကလေးတွေကပေါ်လီယာနာသည်နောက်မီပြစ်ကလေးထိုင်ပေါ်တွင်ပြစ်ထိုင်ချလေသည်သူ့ဖို့အသက်ရှင်နေရခြင်းသည်အဆုံးစမရှိသောဝိတရားကြီးတစ်ခုကဲ့သို့ထမ်းဆောင်နေရခဲ့သောဖြစ်ချေတော်မူဟုထင်မိလေသည်ငါဟာအယူအသေးတန်တယ်ရေလို့မထင်ဘူးဟုအောင်းမေက တပြင်းချမိပြီး ဒီဝိတရားဆိုတဲ့ကိစ္စကြီးနဲ့ပတ်သက်ပြီးဝန်သားစရာပါရှိတယ်ဆိုတာ ပြောခဲ့ဖို့တောင်းပန်ခဲ့ရပဲဟာဟုတွေးနေမိ၏မိနစ်ပေါင်းများစွာပင်ပေါ်လီယာနာသည်ငြိမ်သက်စွာထိုင်နိုင်၏သူ၏မျက်လုံးအစုံသည်အိယာပေါ်တွင်တင်ထားသည့်ကြေကွက်ပေါ်အဝတ်ပုံစီသို့မတက်မတားကြည့်လျက်ရှိ၏ထို့နောက်အတန်ကြာဖြင်းညစွာထိုင်ရမှထား၍အဝတ်များကိုသိမ်းဆည်းရလေသည် ဝမ်းသာစရာရဲ့လို့ဘာတခုမှစဉ်းစားကြုံမရပါလား။အင်းဝတ္တရားကြည်ဝင်ပြီးအလုံးလုံးပြီးပြီဆိုတဲ့အခါမှာဝမ်းသာဖို့တော့ရှိပါတယ်လေဟုနှုတ်မှထွက်ရဆုံးမိပြီးအတန်ကလေးများထွက်အောင်ရည်လိုက်မိလေသည်။နားဆင်ပေးခဲ့သူအားလုံးကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်။ကြရှိနေသေးသောအပိုင်းဆက်များကိုလည်းဆောင်မြောနားဆင်ပေးကြပါဦးနော်။နားဆင်ပေးသူအပေါင်းကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေ။